မင်္ဂလာပါရှင်ဒီနေ့မှာတော့ရွှေထမင်းလေးလှုပ်ရှားဖြစ်လို့အားလုံးလည်းလိုက်လှုပ်ရှားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်။ကောင်းကျင်းဆန်နှစ်ဖူးခွဲလောက်ကိုရေ၂နာရီကနေပြီးတော့၃နာရီကြာစိမ်းပေးထားလိုက်ပါတယ်။ ခညက်ကိုလည်းရင်းနှီးလေးနဲ့ဖြောပေးထားလိုက်ပါတယ်။ဒေအိုးထဲမှာထည့်ပြီးတော့ကြိုမယ်ဆိုလည်းရပါတယ်။ပေါင်းအိုးလေးကိုအစောကရေစိမ်ထားတဲ့ကောင်းချင်းဆန်လေးတွေကိုရေစစ်ပြီးတော့ထည့်ပေးလိုက်ပါတယ်။ ထညက်ခဲဖျော်ထားတာလေးကိုလည်းခုလိုမျိုးလောင်းထည့်ပေးလိုက်ပါတယ်။အုံနိုးထည့်ပါတယ်။အုံနိုးကတော့မကြိုက်ရင်လည်းမထည့်လို့ရပါတယ်။ စားအနေငယ်ထဲပါတယ်။အရသာလေးတွေနှံ့သွားအောင်လို့မှုပေးလိုက်ပါတယ်။ထောပတ်ထဲပါတယ်။ထောပတ်ကတော့တစ်စုံလောက်ပဲထဲပါတယ်။ ြီးရင်တော့ပုံမှန်ဓမျိုးတင်နေကြအတိုင်းပေါင်းလေးထဲမှာထည့်ပြီးတော့တည်ပြီးလိုက်ပါတယ်အခုဆိုရင်တော့ကောင်းကျင်းဆန်လေးတွေလည်းကျက်သွားပါပြီအုန်းနီမုတ်လေးအနေငယ်ဖြူပြီးသွားရင်တော့ရွှေထမင်းလေးစားလို့ရပါပြီအားလုံးလေးလက်လှူစားလို့ရအောင်ညဝေပြီးလိုက်ပါတယ်ရှင်